်ချတာဝါသနာပါတယ်စာပဲချတယ်အဲစာချရင်စာချရင်နဲ့ကလေးလေးတွေပေါ့နော်အခုဒီလိုမြန်မာနိုင်ငံမှာကလေးလေးတွေကတချင်ချင်းကြငဲတော်ကသားကြီးတော်ကြားဖြစ်ကြလိမ့်မယ်ငဲတော်ကသမီးကြီးတော်မိဖြစ်လိမ့်မယ်ကြားဖြစ်ရင်နီးရကြိုက်မယ်မိဖြစ်ရင်နီးရလောင်မယ်အဲ့တော့ငယ်တော်ကသာကြားမဖြစ်ရလေအောင်ငယ်တော်ကသမီးကြီးတော်မိမဖြစ်ရလေအောင်ဒီသားငယ်သမီးငယ်လေးရဲ့နှလုံးအိမ်ထဲမှာ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေထည့်ထားမှရမယ်။မှန်ပါဗျာ။အမကြောင့်ဖုံဖုံကအဲ့တော့တိတ်တိတ်ငယ်သေးတယ်။မှန်ပါဗျာ။ဒါပေမဲ့စိတ်ထဲမှာမကောင်းဘူး။မှန်ပါဗျာ။ဒီစိတ်ထဲမှာမကောင်းဒီကလေးတွေကတစ်ချိန်ချိန်ပေါ့နော်။ဒီမိဘတွေကိုဆော်ကားတဲ့သားသမီးတွေအင်္ဂါတွေကိုဆော်ကားတဲ့သားသမီးတွေဖြစ်လိမ့်မယ်ဆိုတော့2017 2017တည်းအစားသိတယ်။မှန်ပါဗျာ။ဒါပေမဲ့ဒီလောက်ကြီးဒီလင်းလင်းမြန်မြန်ကြီးအုံနေခြင်းတွေဖြစ်လာမယ်ဆိုတာတော့မသိဘူးပေါ့နော်။မှန်ပါဗျာ။ဒါနဲ့ဖုံဖုံကအဲ ရင်သွေးငယ်တို့နှလုံးသားမှာဖျားတည်ဖို့ဓမ္မစကုခွင့်ကြဆို။အမျိုးပါတာသာသနာကြိုတင်ကာကွယ်ဆောင်ရှောက်ဖို့ဓမ္မစကုခွင့်ကြဆို။မြို့ဆက်တဲ့တို့မြင့်မြတ်ဘဝပိုင်ဆိုင်ဖို့ဓမ္မစကုခွင့်ကြဆို။မှန်ပါဗျာ။မြတ်စွာဘုရားမြတ်စွာသာသနာအရှိခိုင်ခန့်တည်တံ့ဖို့ဓမ္မစကုခွင့်ကြဆိုဆိုတဲ့ဆောင်းပုတ်၄ခု။မှန်ပါဗျာ။ဘုံဘုံပါလို့ဆောင်းပုတ်လုပ်ထားတာ။မှန်ပါဗျာ။အဲဒီနေစားပြီးတော့ဘုံဘုံကစားပြီးတော့ ဲ့ဒီမှာစာတင်တိုက်ကဘယ်လောက်လောက်ရှိသွားပြီတော့ဆိုရင်အပါ380ရှိပြီအဲ့ချိန်တော့မှန်ပါဗျာအဲ့တော့380ဘုန်းကြီးအပါ60နဲ့စားတယ်မှန်ပါဒါပေမဲ့ဖုံဖုံလုံနိုင်လဲဆိုဖုံဖုံဘက်ဂရောင်းကောင်းတယ်လေမှန်ပါဗျာဖုံဖုံကကျေးဇူးတော်ရှင်ဖောက်တော်ရဆရာတော်ကြီးကတည်ထောင်ပေးထားတာမှန်ပါဗျာနောက်ခံဘက်ဂရောင်းရှိတော့ ဆရာတော်ကြီးရဲ့ဘုံကံကြောင့်ဖမောကမြန်တယ်မှန်ပါဗျာတုဒ္ဒတာတအားမြန်တယ်မောလမဲမဆိုအမြန်ဆုံးလို့ပြောလို့ရတယ်အဲ့ချင်းတော့ပေါ့နော်မှန်ပါဗျာအဲ့နေပြီးတော့380ဆလောက်ဆိုဆရာဘုန်းကြီးကလည်းတိတ်တော့ပြည့်စုံလာတော့မဟုတ်ပါအဲ့ဆရာမွန်ကြီးတွေလက်ထက်အပ်ပြီးတော့ဖမောကလက်ဝင်ရုတ်တန်တညာညာဓမ္မစကူပေါ့အဲလက်ဝင်ရုတ်တန်ဗကံဖျားပေါင်းလို့ပေါ့နော်ဓမ္မစကူပေါင်းဆိုတော့ရက်ွက်တန်ရက်ွက်တန်အဲ့ဒါဘုန်းကြီးအဲဆင်းရွှေဆင်းပြီးတော့ခုလို့လည်း ပြောရဲဆိုရဲမရှိသေးပါဘူး။မှန်ပါဗျာ။စီယုံရဲဆိုတာလည်းတိတ်နားမလဲသေးဘူး။အဲမဲ့လောက်ရမယ်ဆိုတော့သိတာပေါ့။မှန်ပါဗျာ။အဲနေစပြီးတော့ဘုံဘုံကအဲမော်လမြိုင်မြို့ကစားတယ်။မော်လမြိုင်မြို့မှာရက်ကတန်ရက်ကတန်ဓမ္မအောင်နေရှိတယ်။ဓမ္မအောင်နိုင်ဓမ္မအောင်နိုင်မှာအပတ်စဉ်တနင်္ဂနွေတွေတိုင်းဓမ္မစကုတင်နိုင်ရှိတယ်။ယဉ်ကျေးလေးမှာတင်နိုင်ရှိတယ်။အဲနေတစင်တစင်နဲ့အဲနေပြီးတော့ပြပြမြို့တွေပေါ့။တံပြူစေးကအမုတ်တော်မှာအကုန်လုံးအကုန်လုံးအများကြီးပဲ။နီးစားတဲ့ဥစားနီးစားတဲ့ဥစားနဲ့ရောက်ပြီးနောက်ဆုံးဒီပဲရှမ်းပြည်နဲ့ကလော့ထီရောက်လာတယ်။မှန်ပါဗျာ။ ကလောမျိုးမှာမှန်ပါဗျာမှန်ပါအဲကလောမျိုးမှာဆိုတာအဲ့ဒါဖုံဖုံဓမ္မစကုတွေစတယ်ခုဆရာတော်ကြီးဒနုဆရာတော်ကြီးဥက္ကုတလတယ်ခုတော့ကိုဘက်နဲ့ပြန်တော်မူသွားတယ်အဲဆရာတော်ကြီးကြောင့်အဲ့ရနေပြီးတော့ရှမ်းပြည်နဲ့တောင်ပိုင်းအကုန်မြောက်ပိုင်းအကုန်လုံးအဲ့ရနေစလိုက်တာဘုန်းကြီးတို့ယဉ်ကျေးလိန်မှာညီလာခံကြီးတွေတနိုင်ငံလုံးကျင်းပဖြစ်တယ်မှန်ပါအဲကလေးငယ်တွေအတွက်ဒီအပေါ်ဆိုလို့ရှိရင်ကချင်းပြည်နဲ့ကတားခရိုင်ဗမောက်ခရိုင်အကုန်အောက်ဆိုလို့ရှိရင်ကော့တောင်းရန်ကုန်တိုင်းဟိုဘက်ဆိုအေရဝတီတိုင်း ်အခုဖြစ်နေပေါ့တို့မြိုင်တို့ပဲစောတို့ရောတို့ကံကောတို့အဲ့ဆယ်နှစ်တိတိဖုံဖုံကကားပေါ်မှာပဲနေတယ်မှန်ပါဗျာကားပေါ်မှာပဲနေကားပေါ်မှာပဲစားတယ်ကားပေါ်မှာပဲအိတ်တယ်မနာမနာဘူးတသွားတယ်အကုန်သွားတယ်အဲ့ဒါမှာခုမှသိရတယ်ဒီလိုလက်ပြီးသွားပြီဖြစ်ရတယ်ဆိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တရားဟောတဲ့ပုံမှာဘုန်းကြီးအသွားနိုင်စား ဟုတ်တယ်မရောက်တခုတဲ့နေရာမရှိဘူးတိုင်းနဲ့ပြည်နယ်ဆယ်လေးခုလုံးမှာမရောက်ဘူးတဲ့နေရာမရှိဘူးအော်အသက်ရွယ်တယ်အမေရောတိုင်းရင်သားအလုံးနဲ့လည်းယဉ်နေတယ်တိုင်းရင်သားအလုံးပေါ်မှာလည်းဘုန်းကြီးအများကြီးလှုပ်ပေးထားတယ်ဟုတ်ရောအမေရောအဲ့အနေဆိုကလေးတွေလှုပ်ရင်းလှုပ်ရင်းနဲ့အမေရောပလင်မော် တက်တယ်ပလင်မော်တက်တော့ဓမ္မပူဇာတွေရတယ်အဲဓမ္မပူဇာတွေရလာတဲ့ခါကျဘာလို့ဝင်ကောင်းမလဲပေါ့နော်မှန်ပါဘုန်းဘုန်းတို့ကိုယ်လိုလည်းမသုံးကျင်ဘူးလေမှန်ပါဓမ္မတွေလည်းအကျိုးများစေခြင်းတယ်ဘုန်းဘုန်းတို့လူငယ်လေးတွေလည်းပဲ အကျိုးများစေခြင်းနဲ့သာသနာနဲ့အကျိုးများဖို့အတွက်ဆိုရည်မှန်းလိုက်တယ်မှန်ပါအဲ့မှာပရာဟိတလုံးမယ်ဆိုအကျိုးမှာပရာဟိတပါတလုံးတိုးလာတာဟုတ်ပါမှန်ပါမှန်ပါဓမ္မစကုအတော်မှာပရာဟိတတိုးလာတာအဲတိုးလာတဲ့အခါကျဘုန်းကြီးကဘာလို့တော့ဆိုတော့ပါတလုံးတိုးလာဓမ္မစကုသူကပါကသုံးလုံးပေါ့ပရိယတ်တိလုပ်ငန်းပฏิပတ်တိရိတ်တာလုပ်ငန်းပရာဟိတလုပ်ငန်းအဲ့ပရာဟိတမှာလည်းများတယ်လေမှန်ပါဗျာပရာဟိတတွေကတာအပရိဒါအောက်ဆီဂျင်ပရိဒါကျမ်းမာရေးပရိဒါစသည်ဖြင့်ပေါ့နော်အဲမဲ့ဖမောကတော့ပညာပရိဒါလို့တယ် ပညာပရာဟိတဒီအဲဘောဒီတောင်တန်းတွေမှာတောင်တန်းတွေမှာအမတန်ခက်ခဲတဲ့ဒေသတွေမှာပညာသင်ဖို့ခက်ခဲရှိနေတဲ့အထက်တန်းကျောင်းရောက်နေတဲ့အထက်တန်းစင်ပုံကိုယ်တွေအတွက်ခမဲ့ပညာရဏသင်တန်းကျောင်းလုပ်ပါဗျာအဲ့လိုလုပ်တဲ့အခါဟိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဒီမြန်မာနိုင်ငံကလက်ရှိပေါ့အစဉ်ဆက်ပေါ့နော်အစဉ်ဆက်ကအဲဘုံဘုံတို့ဂေါစကန်ရှိတဲ့မြို့တွေရွာတွေမှာအထိုင်ချတယ် အထိုင်ချပြီးပြီဆိုလို့ရှိရင်အဲ့လိုတော်တွေတောင်တွေတဲ့ဟာတွေကိုအကုန်လုံးခေါ်လိုက်မှန်ပါခေါ်ပြီးတော့လူလုံးအဲတင့်ပေးတယ်ပေါ့နော်ဥမာတောင်ကူတို့လိုဒကမိုင်းတို့လိုကျေတူးမတူတို့လိုအဲ့ဒါမျိုးတွေကိုခေါ်လိုက်ပြီးတော့လာခဲ့လာခဲ့လာခဲ့လာပြီးစဒီမှာလောက်ကြတယ်လေပြီးမှပြန်ပို့တာဖုံးဖုံးညမဟုတ်ဘောမောအဲ့လိုမလုပ်တော့ဘူးငါကိုယ်တိုင်သူတို့ဒေတာသွားမယ်ဆိုတော့အဲ့မှာချင်းပြိနဲ့တက်တာ။အော်တော့။အော်ဘုန်းကြီးအဲ့ချင်းပြိနဲ့တက်တော့ဆိုဘာလမ်းမှမရှိဘူး။အေးချင်းတရား။အော်ခုမှတအားကောင်း။ခုမှကောင်းတာမလေး။